အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောညလေးဖြစ်ပါသည်ဒီညကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါတယ်။အဲ Arsenal သင်းနဲ့လက်ရှိမှာတော့ဒါကျွန်တော်တို့ဒုတိယမြောက်တရဝင် Here we go သွားခဲ့ပြီဖြစ်ပါတယ်။ကျွန်တော်မနေ့မှဒီပြောင်းချိုးကျွန်တော် Here we go ဖြစ်တာတော့မှကြာပြီတော့ထင်ထားခဲ့တယ်။ဒါပေမဲ့လက်ရှိမှာဒါအခုမှ Here we go တယ်ပေါ့နော်။အဲ့အပြောင်းရွှေ့ကလက်ရှိမှာ အာဆိုသင်းရဲ့လက်ရှိဒါကျွန်တော် Chelsea ရဲ့ဂူတမဖြစ်တဲ့ keeper ကိုအရန်ဂူတမနေရာအတွက်ဒါကျွန်တော်စာချုပ်ဖြတ်သိမ်းကြည့်ပြီးပြီးတော့ခေါ်ယူနိုင်ခဲ့ပြီးတည်တယ်ဆိုတဲ့တဲ့နေ့ထပ်ပေါ်လာခဲ့တာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်အာဆိုသင်းကဒါကျွန်တော် keeper ကိုဒါစာချုပ်ဖြတ်သိမ်းကြည့်ဖြစ်တဲ့ဒါကျွန်တော်တို့ပေါင်၅တန်းပေးချေပြီးတော့ဒါကျွန်တော်တို့ ဂီပေါအာစနိုတင်းရတာကျွန်တော်အရန်ကစားသမားအနေနဲ့ခေါ်ယူနိုင်ခဲ့တဲ့အနေအထားမှာရှိတယ်။အဲ့တော့ဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီး Chelsea ဘက်ကလည်း win ဖြစ်ခဲ့လို့ဒါကျွန်တော် Arsenal ဘက်ကလည်း win ဖြစ်ခဲ့တဲ့သဘောမှာရှိတယ်။ခုနကတော့ဒါဒီပြောင်းရွှေ့ကမနိုင်ပြောမယ်ဆိုတော့ win win situation လို့ကျွန်တော်ပြောလို့ရမယ်သဘောပါပဲ။တိတ်တော့မထူးဆန်းဘူးနော်။ဒါလည်းရှိမှဒါကျွန်တော်တိတိလောက်ကဂီပါရဲ့စာချုပ်ကဒါ3နှစ်ဖြစ်မယ်လို့လည်းသိရတယ်မှာပါတယ်။တချို့ပြောရ3 +1 ပေါ့နော်။အဲ့ဒါအမျိုးမျိုးတော့ထွက်တယ်။အဲ့တော့လက်ရှိမှဒါကျွန်တော်တို့ Arsenal တင်းရအရန်ဂိုးသမားအစ်စ်ကိုတော့ဒါကျွန်တော်တို့ ဘုံမောက်ကိုသမားပဲပေါ့နော်ဟာတာပြောတာမနစ်ကလည်းဘုံမောက်ကိုသမားအာစနိုအသင်းကအရန်ကိုသမားအနေနဲ့ခေါ်ခဲ့တယ်ဒီနှစ်မှလည်းဒါဘုံမောက်ကိုသမားကိုပဲဒါကျွန်တော်အာစနိုအသင်းအနေနဲ့ထပ်ပြီးတော့ခေါ်ခဲ့တယ်မှာဗာဒါပေမဲ့ချယ်ဆီကိုသမားကဖြစ်နေတဲ့ဆိုတဲ့သဘောပဲဒါပါထပ်ပါထပါအဲ့ဒါထပ်ပါလက်ရှိမှာဒါအာစနိုအသင်းအနေနဲ့ဒါကျွန်တော်ချယ်ဆီကိုသမားကိုခေါ်ရခဲ့ပြီးနောက်ပိုင်းသူတို့ရဲ့ဒါကိုသမားခေါ်ယူမှုကတခမ်းရသွားခဲ့ဖြစ်တယ်သူတို့နေဒါရာယောနံပါတ်1ကီပါနံပါတ်2ပုံစံမျိုးထားမှာဖြစ်တယ်လို့သိရတယ်မှာပါအဲ့တော့အာစနိုဘက်ကလည်းဒါကျွန်တော်တက်ရှိကီပါကိုလောက်ခလာစားအများကြီးပေးစရာမလိုဘူးဆိုတဲ့သတင်းထွက်လာခဲ့တယ်ဒီဒီတော့ဒီနေရာမှာမသိရဘူးပြောပြအဲ့တော့ဒါကျွန်တော်ဟ here we go arsenal တင်းနဲ့ chelsea အသင်းကိုစာချုပ်ဖြတ်သိမ်းခြင်း chelsea ကိုဒါကျွန်တော်တို့ပေါင်၅သန်းပြီးချေခဲ့ရတာဖြစ်ပါတယ်လက်ရှိမှာ arsenal တင်းရဲ့ဒီနှစ်ရဲ့ဒုတိယမြောက် here we go ဖြစ်သွားခဲ့ဖြစ်တာအဲ့တော့ arsenal တင်းရဲ့လက်ရှိဒါအပြောင်းအရွှေ့မှာဆက်လက်ပြီးမြန်မြန်ဆန်ဆန်ပဲလှုပ်ရှားနေတယ်လို့ပဲဆိုရမယ်ဒီမှာပါတယ် arsenal တင်းရဲ့လက်ရှိဒါတိုက်စစ်မှုအပြောင်းအရွှေ့ကိုတော့ပြည်တာကျွန်တော်ဗီဒီယိုနားမှာနည်းနည်းလေးဒါကျွန်တော်အချိန်ပိုရင်ပြောသွားမယ်အချိန်မပိုးဆိုလည်းထည့်ပြောသွားမယ်ဟုတ်တယ်မှာဖြစ်လေဟုတ်တယ် ဲ့တော့ Chelsea တော့ဆိုအာစနိုသင်းတစ်ခုလက်ရှိတာဒီနေ့အပြောင်းရွှေ့မှာတာကွင်းလေပိုင်းဆိုင်ရာအခုချိန်ရတို့နေအားမရသေးဘူးလို့ဆိုလို့ရတယ်မှာပါတယ်။အာ Chelsea သင်းဆိုပဲ Chelsea အာစနိုသင်းတစ်ခုလက်ရှိမှာဒါကျွန်တော်တို့ဘိုးမောင်သင်းရတာကက်ပတိန်ဖြစ်တဲ့ Christian Nogat ကိုတော့ဒါကျွန်တော်တို့ Euro 17နဲ့တရားဝင်ကန်းလန်းခဲ့တယ်ဆိုတဲ့တရေထွက်လာခဲ့တယ်။ပေါင်နဲ့တော့မဆိုပေါင်ကိုးတန်းပတ်ချာလဲဝင်းကျင်ညနဲ့ဒါကျွန်တော်တို့ ကစားသမားကိုတရားဝင်ကန့်လန့်ခဲ့တယ်လို့သိရတယ်မှာပါတယ်ဒီကန့်လန့်မှုကိုခုလက်ရှိမှာ Brandho ဘက်ကနေတစ်ချက်တော့စောင့်ကြည့်နေတဲ့သဘောမှာရှိတယ်။ဘာကြောင့်လဲ။ Keeper ရဲ့အသက်အရွယ်ကြောင့်မို့လက်ရှိမှာဒါကျွန်တော်တို့တကယ်တည်းပြန်ကြည့်မယ်ဆိုတော့ဒီပတ်စံကတော်တော်လေး value ဖြစ်တဲ့ပတ်စံဆိုတာကလုံးဝညင်းလို့မရ။အဲ့တော့ Christian Nogat နေခုလက်ရှိမှာဒါ Brandho အသင်းနဲ့စာချုပ်တက်တန်းရတာနှစ်နှစ်ကျန်သေးတယ်။ဒီကစားသမားနေ Marshall ကမှဒါကျွန်တော်တို့ Brandho အသင်းနဲ့စာချုပ်တက်ချုပ်ခဲ့တာဖြစ်တယ်။ဒါပေမဲ့ ဒီနေရာမှာတော့အာဆိုသင်းတဲ့ကစားသမားနဲ့ပုတ်ကူကြီးရဲ့သဘောတူညီမှုရရှိခဲ့ပြီးလို့တရေတွေထွက်ပေါ်လာခဲ့ပြီးတော့ Brentford သင်းရဲ့လက်ရှိ captain ဖြစ်တဲ့ဒါ Christian Nogat အနေနဲ့ဒါကျွန်တော်တို့ Champions League ဆော့လို့ရတဲ့အသင်းကိုပဲသူအနေနဲ့ပြောင်းရွှေ့ခြင်းနဲ့အတွက်ကြောင့်မလို့ဒါ Brentford အသင်းကိုပြစ်ပြီးတော့ဒါကျွန်တော် Arsenal အသင်းကိုတွားဖို့ရှိအဓိကဒါ Thomas Frank လည်းအသင်းကထွက်သွားခဲ့တာလည်းအများကြီးအများကြီးပါတယ်ပေါ့နော် တကယ်လည်း Brentford ဘက်ကပြန်ကြည့်မယ်ဆိုဒီနေ့မှသူတို့တော်တော်လေးကိုပြန်ပြီး build up လုပ်အောင်မယ်လို့မြင်နေသူတို့ဒါကြောင့်နီးပြအစ်အခုလက်ရှိမှာထွက်လာမယ်နီးပြအစ်ကလုပ်တွေအများကြီးလုပ်အောင်မြင်နေဒါ Brentford အသင်းကလက်ရှိမှာ Brian M1 ပူလည်းထွက်တော်မှာဖြစ်သူအခုလက်ရှိမှာ Christian Nogel လည်းအသင်းကထွက်ဖို့အတွက်ပြင်ဆင်လာခဲ့တယ် Wissa တို့လက်ရှိမှာဒါကျွန်တော်တို့ Dance Guard တို့ကိုလည်းလက်ရှိမှာခေါ်ယူဖို့ club အနေနဲ့စောင့်ကြတော့ Brentford ကဒါမထင်မှတ်ပဲဒီနေ့မှာတစားချင်းစီဖြုတ်ခံရတဲ့အသင်းဖြစ်လာကတော့တော်တော်လေးကိုနှမျောဖို့ခေါ်ထားပါလက်ရှိမှာဒါကြောင့်ပြန်ကြည့်အောင် ခွေရှန်နောကနဲ့ခုလက်ရှိမှာအသက်32နှစ်အရွယ်ရှိပြီအာစုံသိန်းနဲ့ခုလက်ရှိမှာဒီကစားသမားတွေယူရိုဆက်သက်တုံးထားတယ်ဒါကျွန်တော်တို့ပေါင်နဲ့တမဆိုပေါင်6သန်းပတ်ချာလေဝင်းကျင်ကြဒီကစားသမားတွေတုံးတယ်ဒီကစားသမားတွေလက်ရှိမှာအာစုံသိန်းကိုပြောင်းမှုတော့လုံးဝဒါ problem မရှိဘူးကစားသမားဘက်ကတော့မီးစိမ်းပြပြီးသူနဲ့ champion league ဆော့လို့ရတဲ့ club ကိုသူပြောင်းချင်တယ်လက်ရှိမှာဒါကျွန်တော်အာစုံသိန်းနဲ့ bravo သိန်းနဲ့ဆက်လက်ပြီးညှိနှိုင်းနေဆဲဖြစ်ပြီး bravo အသင်းနေနဲ့ဒီကမ်းလှမ်းမှုကိုလည်းလက်ခံသွားဖို့များတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်အဲ့တော့ ခရစ်ယာန်နောကရောက်လာတဲ့နောက်မှာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းလာတာတော့သောမတ်ပါတီရဲ့အနာဂတ်ပဲ။သောမတ်ပါတီနဲ့အခုလက်ရှိဒီတိုင်းဆိုသေချာတာကဒါကျွန်တော်တို့အသင်းမှာဆက်ရှိနေဖို့ရာဂိုင်းတော့ကတဖြည်းဖြည်းနဲ့နေပါသွားပြီလို့ပြောလို့ရတယ်။အခုလက်ရှိမှာဒါကွင်းလယ်မှာဇူဘီမန်တီရှိလာမယ်။ဒါဒက်ကလန်ရိုက်ရှိလာမယ်။ဂျော်ဂင်ဟိုထွက်သွားခဲ့တာမှန်ပေမဲ့ဒါကျွန်တော်အမြင်အရပြောမယ်နောကကိုဂျော်ဂင်ဟိုနေရာအစားထိုးတယ်လို့ကျွန်တော်အနေနဲ့မမြင်ဘူး။နောကကိုသောမတ်ပါတီနေရာကိုအစားထိုးဖို့ကြိုးစားနေတယ်လို့ကျွန်တော်အနေနဲ့ပုံကိုရေးရမြင်တယ်။အဲဒါဆိုကျွန်တော်မြင်ကြည့်တာသောမတ်ပါတီနဲ့ဒါအာစနယ်ဂျားတွေကစာချုပ် ဟိုဘောစာချုပ်ကအခြေအနေမကောင်းဘူးလို့ sorry ပါကျွန်တော်နေမကောင်းတော့ sorry ကျွန်တော်အဒီကတော့တော့ပါနဲ့ကျွန်တော်ဒီကနေနေတော်တော်မကောင်းဖြစ်နေတော့ကြောင့်မို့ခေါင်းတော်တော်လေးနောက်ဒါပါကိုကိုရဲ့ health ကြောင့်အများကြီးပြောချင်ပါအဲ့တော့ ဒါလက်ရှိမှာဒါကျွန်တော် Christian Nogue ရဲ့ဒါကျွန်တော်တို့စာချုပ်ဆို Christian Nogue အသင်းပေါ်ရောက်လာတဲ့အချိန်တွေက Thomas Partey နဲ့အများကြီးဆိုင်သွားပြီလို့မြင်တယ်။အဲလက်ရှိမှာ David Austin ပြောပုံရဆိုရင်တော့ Thomas Partey ရဲ့အနာဂတ်ကလုံးဝမတိကျတဲ့အနေအထားတစ်ခုရောက်သွားပြီဖြစ်ပြီးတော့ Arsenal ဘက်ကကန်လန်တဲ့စာချုပ်ကို Thomas Partey လက်မခံခဲ့ဘူးလို့အကုန်လုံးကယူဆလို့ရတဲ့အချိန်တွေတစ်ခုကိုရောက်သွားပြီလို့ဖြစ်သွားပြီဆိုအကုန်လုံးက predict လုပ်ထားကြတယ်။ဒါပြန်စဉ်းစားကြည့်မယ်ဆိုမှန်တဲ့အနေအထားရပါဘူး။ဆိုတော့ Zuiman တိကပြခုလက်ရှိမှာဒါကွင်းလဲနေရာကိုဝင်လာမယ်။ဒါ jogging ဟိုပြောချင်တာ jogging ဟိုပါတီကို Zuiman တိ Nogat ဆိုတဲ့ပုံစံမျိုးနဲ့ဒါအစားထိုးတဲ့သဘောမှာရှိတယ်။အဲ့ဒါတေချာတကွ Thomas Party က Astor သင်းနဲ့မကြခင်မှာလက်ပြနှုတ်ဆက်ရမယ်အခန်းကဏ္ဍတခုကိုရောက်ရှိလို့လာတော့မှလာဆိုပရိသတ်ကုံတုံးကစိုးရိမ်နေကြတယ်။ပါတီကိုတချို့လူတွေကကြိုက်တယ်တချို့လူတွေကလည်းမကြိုက်တဲ့လူတွေရှိတယ်။ဒါသူလည်းရှိသိကြတယ် pass pass နဲ့ problem လေးလည်းရှိရတဲ့ကြောင့်မို့ပါတီကိုဒါကျွန်တော်အသင်းကနေပြီးတော့ဒါကျွန်တော်ဆက်ထားမယ်ဆက်မထားဘူးဆိုတဲ့ဒါငင်းခုန်စရာလေးလည်းအများကြီးရှိရတဲ့ကြောင့် တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုကိုပါတီအနေနဲ့ဒါ handle လုပ်နေရတယ်လို့ကျွန်တော်အနေနဲ့ပုံကူရမြင်တယ်။အဲထားပါအခုလက်ရှိမှာဒါကျွန်တော်တို့အာဆိုတင်းနေတာဒုတိယမြောက်အပြောင်းရွှေ့လဲတာကျွန်တော်တရားဝင်တာ keeper ဖြစ်သွားပြီးတည်ကြသွားပြီ။အဲ့တော့တတိယမြောက်အပြောင်းရွှေ့က knockout ဖြစ်ဖို့များသွားပြီ။အဲ့တော့အာဆိုတင်းနေပြိတ္တနေအခုလက်ရှိမှာတိုက်စစ်အခြေအနေရဘလူဒီရှိလဲဆိုတဲ့မေကိုနေကိုအကုန်လုံးကမေးနေတဲ့အနေထားမှာရှိတယ်။အဲနောက်ဆုံး update တွေကကျွန်တော်ထားများတို့မနေ့ကပြောခဲ့လို့ပဲတိတ်ပြီးဘာမှမထူးတဲ့ situation တစ်ခုပါပဲ။လက်ရှိမှာအာဆိုတင်းကဒါကျွန်တော်တို့ sasco ရဲ့အပြောင်းရွှေ့ကိုကျွန်တော်တို့က give up လုပ်ဖို့တော့တဖြည်းဖြည်းနဲ့များလာခဲ့တယ်။ Sasco နေနဲ့အခုလက်ရှိမှာတည်ကြတယ်မဲ့ Sorry ရဲ့ကန်လန်မှုတွေရောအသင်းဘက်ကဒါ Rabbi Leipzig ဘက်ကလည်းဒါကျွန်တော်တို့ Sorry ရဲ့ကန်လန်မှုတွေလည်းရှိလာတဲ့ကြောင့်ဒါ Sorry ကတဖြည်းဖြည်းဝင်နောက်တဲ့ကြောင့် Sasco ရဲ့အပြောင်းအရွှေ့ကထင်တဲ့အများကြီး complicated Arsenal တင်းတော့ဖြစ်သွားတယ်။အဲ့တော့ Arsenal တဲ့ရဲ့ထိုးအနိုင် Sasco အဆင်မပြေတော့ Kaio Gras ဘက်ကိုပြန်လှည့်သွားပြီလို့ပြောလို့ရတယ်မှာပါ။အဲ့တော့ Kaio Gras ကိုကျွန်တော် Arsenal ဘက်ကနေပြီးတော့ဒါကျွန်တော်လက်ရှိ supporting လူချင်းနဲ့ပေါင်သားဆိုယူရိုတန်း80ပတ်ချာလေဝင်းကျင်ကြားကိုပေးချေဖို့အတွက်အခြေအနေတွေတော်တော်လေးကိုများသွားပြီဆိုတဲ့အခြေအနေကိုကျွန်တော်အနေနဲ့တင်ဆက်ရမှအနေထားရောက်သွားပြီအဲ့တော့လက်ရှိမှာဒါအာဆိုသေးနေဒီနှစ်ယောက်တည်းကဒီဘောလ်ဘောလီဘောပဲပုံနေဗောနော်အာဆိုပိတ်သက်တဲ့ဒီနေရာမှာတစ်ခုခုကိုသွားအပြေလှုပ်စေခြင်းပြီ လုတ်လိုက်တော့ဆက်စကိုကိုပေးဆိုလဲပေးလိုက်တော့မပေးရင်လည်းမပေးနဲ့တော့ကာယိုဂရက်ဆိုလဲကာယိုဂရက်ဆိုမခေါ်ဘူးဆိုလဲမခေါ်ဘူးပုံမှန်လေးလင်းပြောလိုက်တော့အဲ့ဒီပုံစံမျိုးတော့အာဆာပြိတက်တွေကအဖြစ်တစ်ခုအာဆာသိစီကလိုချင်အဲ့တော့အာဆာသိတဲ့ခုလည်းရှိထုံးအောင်ခေါ်တဲ့ကစားသမားကြီးကြည့်လိုက်မယ်ဆိုဂိုသမားအစ်တွေအမြဲနှစ်တိုင်းမှာဂိုသမားအစ်တွေအောင်အမြဲတမ်းရှိအာဆာသိရဲ့ခေါ်ယူမှုမှာပြည်လက်ရှိမှာတော့တီးကြရတယ်မယ်ခန်စစ် အာတန်ကစားသမားကြီးအမြဲရတယ်ခုလက်ရှိဒါနော့ဂတ်ဆိုလဲပုံမှန်လေးပြောမှဆိုရင်တော့ဒီယန်မယ် နော့ဂဲ natural position က DM ဖြစ်တယ်သူနဲ့လျန်ဖန်ရန်ကစန်တာမီဖီဆော့လို့ရတာမင်းမဲ့နော့ချိုနော့ဂဲ natural position က DM အဲ့တော့လက်ရှိ Arsenal သစ်ဒီနှစ်နွေရာသီမှာခေါ်ထားကစားသမားအဲ့ဝါ၂ယောက်ပဲထား၂ယောက်လုံးကရတာကျွန်တော်ဂိုးသမားလည်း defensive ပဲဒါကျွန်တော်လက်ရှိ Zubimendi လည်း DM လို့လည်းပြောလို့ရနေတာမှာရှိအဲ့တော့ဒါနော့ဂဲကိုသာထပ်ခေါ်မယ်ဆိုရင် Arsenal ပြိတ္တနဲ့ခံစစ်ကိုအဓိကအရန်ဦးစားပေးနေတဲ့ Arteta ကိုဝိုင်းပြီးတော့ပြောကြရမှာအဲ့တော့အစတဲ့တကယ်လိုအပ်နေတဲ့တိုက်စင်မှုကဟိုးလိုလိုဒီလိုနဲ့တဖြည်းဖြည်းနဲ့နောက်ဆုတ်သွားတဲ့ပုံမှာလည်းပြိတ္တရိနဲ့တော်တော်လေးကိုမကျေနပ်တာတွေများနေအဲ့တော့ အာဆနိုတိကျွန်တော်မြင်ကြည့်တာတော့တိုက်စစ်မှုတရတော့ခေါ်မယ်ဒါပေမဲ့အခုလက်ရှိ pre-season ကလာမယ့်ရသက်တစ်ပတ်မှာပဲစတော့မယ်ဗျာဒါကျွန်တော်ပြောမှာဆိုတော့အာဆနယ်လည်း6ရက်နေလား9ရက်နေလားမသိဘူးပေါ့နော်9နဲ့ခွန်ကြားတယ်ပဲအကုန်လုံး pre-season 9နဲ့ခွန်ကြားကုန်စကြမှာအဲ့တော့ ီစီစဉ်မစခင်မှာအာဒီတာခုနပေါ်သူပဲသူပြောခဲ့သူသူတိုက်စစ်မကောင်းအောင်သူလိုချင်တယ်ဒါပေမဲ့အဲ့ဒီနေရာမှာကျွန်တော်ကြည့်ရမှာခရွန်ကီတို့အုပ်စုပဲညံ့တာလားအာဒီတာကကျွန်တော်ထင်ပါတယ်သူကတော့လိုချင်တာပြောထားပြီးပြီတယ်ဒါကျွန်တော်ထင်တာဒီဒီခေါက်ကတော့ဒါဘာအာရာပူရေးပေါ့ဘာတာတို့ဒါကျွန်တော်တို့လက်ရှိအာစနယ်ဒါအဲအုပ်စုအပြောင်းရွှေ့မှာဟန်တယ်လို့တဲ့အုပ်စုကပဲညံ့တယ်လို့ပြောဆိုဒါပေမဲ့လို့ပြောလက်ရှိမှာအာဆုံတင်းကတော့ဒုတိယမြောက်ကန်လဒုတိယမြောက်ခေါ်ယူမှုကိုတရားဝင်ပြုလုပ်နိုင်ခဲ့ပြီတတိယမြောက်ကန်လမှုကလည်းမကြခင်ဖြစ်လာတော့မယ်အဲ့တော့ကစားသမားကလည်းဒီအပြောင်းရွှေ့မှာခေါင်းညှိပြီးသားဖြစ်သွားပြီးအာဆုံဘင်းရဲ့ ကလမ်းမှုကိုလည်း brand food ကကြိုက်တယ်ခုနကပြောတော့တနည်းစာချုပ်တတနည်းပဲ channel ကစားသမားအသက်30နှစ်ရွယ်ကစားသမားကိုဆက်သက်သန်းပေးတယ်ဆိုတာဒါ brand food တော်တော်လေးကိုမိုက်တယ်ကဏ္ဍတစ်ခုဒါပေမဲ့ဒီနေရာမှာဒါခုနကပြောလို့ပဲပါတီရဲ့ထွက်မှုကတော်တော်လေးကိုဒါ imminent ဖြစ်လာခဲ့ပြီဆိုတဲ့သဘောတရားကိုရှောက်သွားခဲ့ပြီလို့ပဲကျွန်တော်အနေနဲ့မြင်ပြီးတဲ့အချိန်မှာပါပါတယ်ဒါပါလက်ရှိမှာဒါ arsenal အပြောင်းရွှေ့ကဒီနားမှာကျွန်တော်နားကျင်တယ်ဒီလောက်ပါပဲ ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4 တို့မှာကျင်းလို့ဆိုပေါအောင်ကြည့်လို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မပေးကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ DB4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဆက်ကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်လည်းကလစ်ဖို့မပေးကြပါနဲ့ဟုတ်။မြန်မာကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်။အားလုံးမကြုတ်တူပါရဲ့။ကောင်းမွန်သောနေ့တွေဖြစ်ပါစေ။စုပေါင်းအောင်တောင်းပေးနေပင် ကျွန်တော်တို့နောက်မှအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးပဲကြိုးတူပါတယ်မြန်မာကလစ်ပြကြပါဗျာမြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်အားလုံးပဲကြိုးတူပါတယ်ကျွန်တော်တို့နောက်မှပဲအေးစစ်စစ်တွေ့ကြတာပေါ့ဒီပေါ့ဗျာ